င်္ဂလာပါခင်ဗျာကျွန်တော်များပုံရတော်ပေးတင်စာရနိုင်ထွန်းရန်ကုန်မြို့တော်မှဆရာထံပေးတင်မိထမင်းချံခုနှစ်သားသမီးများအားလုံးကိုယ်စိတ်နှဖျားချမ်းမာချမ်းသာပါစေကြောင်းဥစွာပနမဆန္ဒနဲ့နှုတ်ခွန်းဆက်တာအပ်ပါတယ်အခုဆရာအနေနဲ့2020နဲ့5ခုနှစ်နိုဝင်ဘာလ17လပိုင်းတစာမုံလာမြတ်မှာ ခုနှစ်နေ့ခုနှစ်လတော့ခုနှစ်သားသမီးတို့ရဲ့ကံကြမ္မာကံကောင်းခြင်းကံဆိုးခြင်း အကောင်အစိုးတို့ကိုတင်ပြဆွေးနွေးဟောပြောပေးပါမယ်။ကျွန်တော်များပုံနာတော်ပြည်တင်ဆက်ရနိုင်ထုံးရင်နိုဝင်ဘာလဟော့စတန်လေးဖြစ်ပါရယ်ခင်ဗျ။ဗုဒ္ဓံပူဇေမိဓမ္မပူဇေမိတန်ခါပူဇေမိပူဇော်ပါ၏အရှင်မြတ်ဘုရား။ကဲမင်္ဂလာပါနော်။2025ခုနှစ်နိုဝင်ဘာလ17လပိုင်းမှာကံကောင်းတဲ့စာတော်ရှင်နှိမ့်နဲ့နှစ်ဦးရှိတယ်။ပထမကံအမြင့်ဆုံးကံကောင်းမှနင်းနာစနေသားသမီးဒုတိယကံကောင်းမှနင်းနာကတန်နင်းငယ် ကန့်ညံ့နေတဲ့နင်းနဲ့နှစ်ခုကဗုဒ္ဓဟုကြာတာပတိဒါဟာကန်စာတာနဲ့ပတ်သက်ပြီးတော့တဝုချင်းရဲ့ကောင်းဆုံးဟောပြောခြင်းမပြုခင်ကိုဆံအနေနဲ့ပြောပြဆွေးနွေးသွားခြင်းတွေဖြစ်တယ်2025ခုနှစ်စက်တလပိုင်းနိုဝင်ဘာလတနင်္ဂနွေသားသမီးတွေဟာဒုတိယတန်ကောင်းသောဇာတာရှင်များဖြစ်တယ်တနင်္ဂနွေသားသမီးများလုပ်ငန်းရေးဇာတာမှာ အောင်မြင်မယ်လုပ်ငန်းခွင်မှာ ရောင်ရည်ဝယ်ရည်ကိစ္စရက်တွေအောင်မြင်နိုင်မယ်။ရောင်ကုန်ပစ္စည်းအိမ်ချမ်းကြီးအကျိုးတော်ဆောင်ဝယ်စားလုပ်ငန်းစီးပွားလုပ်ငန်းတွေအောင်မြင်မယ်။ခြံဝင်မှန်၊မြေဝင်မှန်၊ရွှေဝင်ရမယ်၊ကိန်းငန်းစာတာရှင်ဖြစ်တယ်။ကံကောင်းခြင်းအောင်မြင်ခြင်းတွေဖော်ဆောင်နေတယ်။ဒေါတာစိတ်ကလေးထိမ့်ပြရမယ်။ဇကာအညက်ကုန်ပြဿနာကိစ္စတရီထားရမယ်။ဇကာမတီသူဇကာကတိပြက်ကွက်သူတွေကြောင့်ဒုက္ခကြုံရတတ်တယ်။မေတ္တာရေးစာတာအားကောင်းတယ် အရှိရေးကန်စာတာလဲကောင်းမွန်တာတန်နေတဲ့သာသမီတွေဖြစ်နေတယ်။တမီးစာရေးကိစ္စမေတ္တာရေးကံလန္နာမေတ္တာအရှိရေးဆိုလာတွေအောင်လုံးဝကိုအင်မတိအင်မတန်စိတ်ချမ်းသာပါဗျာ။မင်္ဂလာစကားတွေကြားရမယ်။လက္ခဏာမိဘသဘောတူတာတနည်းအားဖြင့်တယောက်နဲ့တယောက်စိတ်သဘောထားတိုက်ဆိုင်မှုရှိသွားတာတနည်းအားဖြင့်တက်ဥပေါ်တက်ခုနော်တက်ဥပေါ်တက်ခုရှစ်ခင်စုံမကျင်နာတာကောင်းကျိုးပြုတဲ့ရှစ်ရှိမေတ္တာကံကောင်းကျိုးပြုတဲ့လာတလား အိမ်မတာကောင်းချို့ပြုမဲ့မင်္ဂလာအခါတော့တန်နေနေသားသူဒါမှကံကောင်းတဲ့နေနာမှာတော့ဒုတိယပဲဖြစ်နေတယ် first မှာမသွားဘူးနည်းနည်းလေးလုံငန်းကွယ်မှာထိခတ်အနာတရားဖြစ်တတ်တယ်ရှေလတ်စက္ကရိယာစံရန်တရားစက်ပစ္စည်းထိထွေးကိုင်တဲ့နေရမှာတတိပြုရမယ်အရှုပ်လုံမွေးကိစ္စမှာစကားများရတာစကားမတည်သူဂတိမတည်တဲ့သူငွေချေပြဿနာကိစ္စစစ်နိုးစံအောင်ဖြစ်ရတတ်တယ်စိတ်အနောက်ချက်ဖြစ်ရတတ်တယ် now ဇွဲကြည့်ပါတယ်တန်နေကနေသားသမီးတွေစိတ်အားထက်သန်တယ် လက်တွေရအောင်စူးစားတတ်တယ်တန်နည်းနေဖာဇာတာရှင်နေတော့စီပွားရေးကောင်းမယ်ငွေကံပွင့်မယ်လုပ်ငန်းရေးတွေရောင်းပဝယ်ပန်းကိစ္စရက်တွေလည်းအောင်မြင်နိုင်မယ်ကောင်းကျိုးပေးမယ်ဖြစ်ရှင်တော့နိုဝင်ဘာလ17လပိုင်းဟာတန်နည်းနေသားသမီးတို့ငါးပတ်တည်တည်ရမယ်နိုဝင်ဘာ2ရက်နိုဝင်ဘာ6ရက်နိုဝင်ဘာ16ရက်နိုဝင်ဘာ23ရက်နိုဝင်ဘာ30ရက် နော်ဝင်ပါလာကုန်30ရက်ငါပါတိတိဟာတန်နင်းငွေနေညာဖြတ်တယ်တန်နင်းငွေဇာတာရှင်ညာတန်နင်းငွေဖမွေဖဇာတာရှင်ညာခဏကံကောင်းပွန်းလပ်ပွင့်မှုကံကောင်းခြင်းစီးပွားကံတက်စေလို့တဲ့အတွက်နော်ဝင်ပါလာတစမုံလာမြတ်မိမိမွေးနေ့တန်နင်းငွေနေညာမိမိနေအဖျားတော်၎င်းဖျားစေတီတန်နင်းငွေချုပ်တောင်းလိုက်တော်၎င်းချုပ်ပြင်းနှံပြေနော်ညောင်ပြင်းမှာရှိတဲ့ချုပ်တောင်းမှာပဲဖြစ်စေ ကောင်းညင်ပါတပတ်ကံတမယာကြီးတမယာဖြော်ကြီးတမုတ်တမယာကြီးအတူတူပဲတခွတ်ကတ်လို့စုတောင်းပေးပေးပါအနောက်အနောက်တောင်ထို့အရက်တီတောင်းတဲ့နေရာတောင်းချိုးမပေးဘူးအင်္ဂါသာသမီဂျာသာပေသာသမီရန်ကိုရှောင်ရမယ်စကားအညက်ကောတတနာတတိပြုရမယ်စေတနာနဲ့ဆောင်ရတာတွေဆောင်ရပေးထားတာတွေအပေါင်းအသင်းမိတ်ဆွေတွေဆွေမျိုးသားချင်းတွေနဲ့ပရိပကာဖြစ်ပြီးလှူထားကန်ထားတာလည်း တဲ့တဲ့ရေတုံလို့ဖြတ်သွားတတ်တဲ့ကိစ္စရက်တွေပေါပေါက်တတ်တယ်။သေသေးချာချာပြောပြီးဆိုပြီးကမှဂတိပေးတဲ့ကိစ္စရက်တွေငွေကြေးကိစ္စရက်အချိန်တိုင်းရက်လာပြဿနာကိစ္စတွေကြုံရတတ်လို့လွယ်လွယ်ဂတိပေးတဲ့သူလွယ်လွယ်ပြောတဲ့သူတွေကိုလက်မခံပြီးပါစိန်နဲ့တန်နေငွေတားသမီးတွေလုပ်ငန်းကြီးပိုင်တတိထားပေးရမယ်။ဂယူးဆိုင်ပေးဖို့တတိထားပေးဖို့တတိပြုနိုင်ကိုစာမေတ္တာရခံနေနော်။အချိုးပေးကိင္ကဏအချိုးပေးမြကိင္ကဏရှစ်ကိင္ကဏတုံညာကိင္ကဏ ိုးကိန်းကနဲ့နှိကိန်းကနဲ့တောင်းကြိုးပေးမယ်။ကောင်းကြိုးဖြစ်ထွက်မယ်။အကျိုးပြုစေမယ်။အကျိုးပေးမယ်။အောင်းမြင်မယ်။တန်နေကနေသားသမီးတွေလည်းနည်းနည်းစိတ်ထိခါရတာတွေစိတ်အနှောင့်အယှက်ဖြစ်ရတာတွေအပေါင်းသင်မိတ်ဆွေခင်မင်ရင်းနေသူတကယ်အများကြီးဆောင်ရွက်နေတဲ့သူတွေကြောင့်အလွယ်လွယ်အမကျော်အတိုင်းဆောင်ပိတ်စားရက်တွေကြုံများဆောင်များတတ်တဲ့အချိန်ကယူဆိုင်ပါတတိထားပေးပါတတိပြုပေးပါဇကာအမပြတနာမဖြစ်စေနဲ့စေတနာနဲ့ ရင်းရင်းနေနေလုတ်ကင်တဲ့ကိစ္စတရီထားရမယ်။ตาရေး၊နာရေး၊လုံမြေကိစ္စဖိမှန်တကခေါ်ယူတဲ့ပွင့်လန်းတပ်ပင်နေလေတယောက်ရှင်းမြင်ရတာသွာလာလုတ်ကင်ဆောင်ရပေးရတာတွေလည်းအောင်မြင်မယ်။ငနပန်လာမယ်။လုံရှင်လုခင်ပေါင်းမြမယ်။ဒီလားဟာဒုတိယကံကောင်းသောဇာတာရှင်ငနပန်ပွင့်မယ်။စီပွားကံတက်မယ်။တငွေကြေးကိစ္စအခက်ခဲတွေပြင်ပြမယ်။ငွေကံဇာတာကောင်းမယ်။လက်ရွှဲမယ်။တစ်ဖက်ကအကြက်တဲကြုံနေတစ်ဖက်ကဗန်လင်းတကူနဲ့ငွေကံဝင်တာတွေဖြစ်မယ်။ ရှမ်းပြည်ရွှေဝင်ရမယ်လာကောင်းကျိုးပြုံးမယ်လာကောင်းကျိုးဖြစ်စေမယ်ကြာမကြီးပိုင်းတော့နည်းနည်းလေးကကျူးဆိုင်ပေးရမယ်ကြာမကြီးပိုင်းဆိုင်ရမှာကြာမကြီးမှာဥဒဲရောက်တာရှင်ပတ်နာတာခါကြိုက်တာအဲ့ဒီအစိမ့်ပိုင်းနဲ့ပတ်သက်တဲ့ကြာမကြီးပိုင်းအစင်မပြေခါကြိုက်တာတတိထားပေးရမယ်ကြာမကြီးစာတာအညာလေးနည်းနည်းပဲကျူးဆိုင်ပေးရမယ်ပင်မမှုကြောင့်ပေါ်ပေါက်တက်စိတ်ပန်းလိုပန်းနေအင်မတန်များပြီတော့ အောင်မြင်မှုလည်းပေါ့ဆောင်ပါမယ်။ကောင်းကျိုးဣမတာအလူဒါနာတို့လောက်ကန်ရမယ်။ကံနေလက်တွေပွင့်လက်မယ်။စိပွားကံတတ်မယ်။ဇွဲလုံလကြီးမတ်တယ်။စာတာရှင်တယ်။ဇွဲလုံလကြီးမတ်တယ်။တန်နေနေပါစာတာရှင်တယ်နော်။စိတ်အားထက်သန်တဲ့လက်တွေမဖြစ်မှန်နေဖြစ်အောင်ကြိုးစားအားထုတ်တတ်ပါလေ။ကောင်းမြင်မောင်းတပကံနဲ့တမီယာဖြော့ရည်တစ်ခွက်ကိုမင်းနဲ့တန်နေနေနေငါးပတ်တိတိပဲဖြစ်ဖြစ်တပတ်ပဲဖြစ်ဖြစ်သုံးပတ်ပဲဖြစ်ဖြစ် ။အချိန်တကာပဲဖြစ်ဖြစ်၅ချိန်၅ရက်လုံးပဲဖြစ်ဖြစ်နော်။အဲဆရာဟောပြောတာကိုတွင်းနေတာနောက်ကြလို့မိတဲ့အပတ်ကိုလုံမဆိုလာရတယ်။အဲပြောမဆိုလို့ရှိရင်နိုဝင်ဘာ၂ရက်နေ့၊၃ရက်နေ့၊၁၆ရက်နေ့၊၂၃ရက်နေ့၊၃၀ရက်နေ့မိတဲ့အပတ်ကိုလည်းတူလို့ရတယ်။တဆူကပြီးတော့ဖိုင်တွေးတာနောက်ကြတာလေရှေးကောင်းရှိတတ်တယ်။အစီအိမ်အောင်ရေးဈာမရေးစီပွားရေးလုံရေးမိသားစုရေးတို့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်မင်းများလိုတာများရှိခိုင်ရင်ဆရာရဖုန်းနံပါတ်ဖြတ်တဲ့၃၅လို့၃၅၃၅၄ခု ခွန်ငါလို့ရှောင်းနေတင်ငါတို့ကိုလည်းဒိုက်ရိုက်ဆက်သွဲမြညာနိုင်ပါလေဇာရဲ့ပြင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်လေးစာကတော့ရန်ကုန်တာကီတာကြောက်တိုင်းမတ်တိုင်းကပ်ပီတာမတ်ကတ်ကြီးရဲ့ဘေး ACD နန်တဲ့တိုင်းနဖတ်နေရာနဲ့ကွန်ညင်ကြီးထပ်ဖက်ဖြစ်ပါတဲ့ညာဘူးတော်ကတော့ပြညာလက်တင်ချိန်တုပ်ကိုတောင်းတောင်းကျန်မွေးနေမွေးလာမတက်ခရနာမယ်နေနံပဲလဝညာလဝတို့ကို Viber Telegram စသဖြင့် Page Messenger ေးပို့ပြီးတော့ဆရာကိုမင်းညာလိုက်ပါတယ်ဆရာဒီနေ့လည်းဆောင်းရန်ရှောင်းရန်သေးသင်သိတိုက်တာတပ်ဦးချန်ကန်စာတာလိုက်အတောင်းအဆိုးတို့ကိုပွန့်ပွန့်လန်လန်ဆွေးနွေးဟောပြောပေးလက်ရှိပါတယ်ပြေတွင်ပြေပအနန္တရရမှဆရာထဗေဒီမေထမင်းရှံခုနှစ်ရသားသမားအားလုံးလည်းကိုစိတ်နှပြချားမှချမ်းသာပါစေကြောင်းကျွန်တော်များပုံနဲ့တော့ပေးတဲ့စာရနိုင်ထုံးပါလေအထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အခုလာမယ့်နိုဝင်ဘာလမှာတနင်္ဂနွေသားသမီးများလိုရင်စာလာများတလုံးတော့ ပြေဝနိုင်ပါစေလို့ဆရာနေနဲ့အထုပ်ဆုံးမကဆိုတောင်းမြတ်တာပို့တာအပ်ပါတယ်။